မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျွန်မပြပြမယ့်အမှုကတော့အရန်စိတ်ဝင်စားစရာကောင်းတဲ့အလှည့်အပြောင်းတွေအများကြီးနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာအများကြီးပါတဲ့ဟောင်ကောင်ကနာမည်ကြီးအဆိုတော်မင်းသမီးကြီးပိုင်ဘင်းဘင်းရဲ့သူဦးဒီတော်သမီးလေး ပိုက်ရှောင်းရံပြန်မေးဆွဲအသက်ခံရတဲ့အမှုပါဒီအမှုမှာပိုက်ရှောင်းရံပြန်မေးဆွဲခံရတာက အမှုရဲ့အစသာဖြစ်ခဲ့ပြီးတော့ပြန်မေးသမားတွေကရေးတွေလက်ကလွတ်မြောက်ဖို့ကြိုးပမ်းတဲ့အချိန်မှာနောက်ဆက်တွဲလူတက်မှုတွေပြန်မေးဆွဲမှုတွေအများကြီးဆက်ပြီးတော့ကျူးလွန်ခဲ့တဲ့စိတ်ဝင်စားစရာအမှုဖြစ်ပါတယ်ပိုက်ရှောင်းရံကဟောင်ကောင်အစိုးရမင်းသမီးကြီးပိုက်ဘင်းဘင်းနဲ့ဂျပန်ဆိုင်ရေးဆရာအီကီကဂျီဝါရာတို့ရဲ့တူဦးတီတော်သမီးလေးဖြစ်ပါတယ်1985ဝင်းကျင်လောက်မှာ ာအဆိုတော်မင်းသမီးပိုင်ပင်းပင်းကဂျပန်နိုင်ငံမှာအဆိုပညာနဲ့တရုတ်ဆောင်ပညာကိုသွားသင်ရင်းနဲ့ဒီဆိုင်ရေးဆရာအီကီကကြဝရာနဲ့ချစ်ကြိုက်သွားပြီးတော့1988ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။သူတို့ရဲ့သမီးလေးပိုင်ရှောင်းရန်ကို1980မှာမွေးဖွားခဲ့တယ်။ဒါပေမဲ့အဖေဖြစ်တဲ့အီကီကအိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့အတွက်ကြောင့်မိဘတွေက1980ခုနှစ်မှာကွဲသွားကြပြီးတော့ဘိုင်ရှောက်ရန်ကို သူ့အမေကထိုင်ဝမ်ကိုပြန်ခေါ်လာခဲ့ပြီးတော့ တယောက်ထဲကျွေးမွေးပြုစုခဲ့ပါတယ်။သူ့အမေကထိုင်ဝမ်မှာအရန်အောင်မြင်တဲ့အဆိုတော်မင်းသမီး TV host တယောက်ဖြစ်လာခဲ့ပါတယ်။ single mother တယောက်ထဲပြုစုပျိုးထောင်ရတယ်ဆိုပေမဲ့ပိုင်လျှောက်ရန်ကို သူ့အမေကလိုလေသေးမရှိပြေဆုံးအောင်ထားနိုင်ခဲ့ပါတယ်။ ငွေကြေးပြည့်စုံအောင်ထားနိုင်ရုံတင်မကဘူးသူ့ကလေးကိုအရန်လိမ်မာရင်ကျေးပြီးတော့စိတ်ကောင်းနှလုံးကောင်းရှိအောင်လေသူ့အမေကလမ်းပြနိုင်ခဲ့တဲ့အတွက်ကြောင့်ကလေးမလေးကိုဆရာဆရာမတွေကတငင်ချင်းတွေကအရန်ချစ်ခင်ကြတယ်လို့သိရပါတယ်သူကဒီဂျင်းမဲမင်းကလေးထက်တန်းเจ้าမှာចောင်းတက်ခဲ့ပြီးတော့စာတော်တဲ့အចောင်းသူလေးတယောက်ပေါ့ သူကသူ့မိဘတွေစီကနေအနုပညာဗီဇလဲပါလာခဲ့တယ်လို့ပြောတယ်။အထူးသဖြင့်သူကတနေ့မှာသူ့အမေလိုမျိုးဂီတအနုပညာမှာထူးချွန်မဲ့အလားအလာရှိတဲ့မိန်းကလေးတစ်ယောက်ပါ။ဘဝမှာလိုလေသေးမရှိ ပြည့်စုံပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ကြည်ပြင်းလာရတဲ့သမီးလေးကရရက်ဆက်ဆက်နဲ့ဘဝအဆုံးသတ်သွားရမယ့်အဖြစ်ဆိုကြီးက1998ခုနှစ်ဧပြီလ14ရက်နေ့မှာဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီနေ့ ပိုင်ရှောင်းရန်ကအကြောင်းကနေပြန်လာတဲ့လမ်းမှာ ပြန်ပေးသမားတစုကဖမ်းခေါ်သွားတာကိုခံလိုက်ရပါတယ်။ပြန်ပေးသမားတွေက သူ့အမေပိုင်ဘင်းဘင်းကို သူ့သမီးကိုအမေရိကန်ဒေါ်လာ၅တန်းနဲ့ရွေးဖို့အကြောင်းကြားလာခဲ့တယ်။အဲ့ဒါအပြင်သူတို့ကဘာပြောသေးလဲဆိုတော့လုံးဝရေးကိုမတိုင်ဖို့ရေးကိုတိုင်မယ်ဆိုရင်သူ့သမီးအလောင်းမဲမြင်ရမယ်လို့ပြင်းပြင်းထန်ထန်တတိပေးခဲ့ပါတယ်။ ပြီးတော့သူ့သမီးရဲ့လက်ချောင်းကလေးတွေကိုဖျက်ထားတဲ့ဓာတ်ပုံကိုလည်းပို့ပေးခဲ့ပြီးတော့သူတို့ကတကယ်ကို serious ဖြစ်တယ်ပတ်ဆက်မရရင်တကယ်တပ်ပစ်မှာဆိုတာကိုပေါ်လွင်အောင်အဲ့ဒီပုံလေးကိုပြပြီးတော့ချိန်ချောက်ခဲ့တယ်။ဒါအပြင်ကလေးမလေးကိုတိတ်တင်နဲ့ခြိတုပ်ထားတဲ့ပုံတွေအဝတ်စားကတ်တဲ့ဆိုယုံလေးကတ်နေတဲ့ပုံတွေကိုလည်းပို့ပေးပြီးတော့သူ့အမေကိုချိန်ချောက်စားတဲ့အကြိမ်ကြိမ်ပို့ခဲ့တယ်။ ရေးကိုမတိုင်နဲ့လို့ပြောခဲ့ပေမဲ့ကြည်ရတာမင်းသမီးကြီးကရေးကိုတိတ်တိတ်ကလေးအကြောင်းကြားထားခဲ့ပုံရတယ်ပေါ့နော်တစ်ဖက်မှာလည်းမင်းသမီးကြီးပိုင်ဘင်းဘင်းကသူ့သမီးကိုသူ့ရဲ့အုပ်စာတွေပုံအော်ရွေးယူဖို့ ပြန်ပေးသမားတွေတောင်းတဲ့ပတ်စံဒေါ်လာ5တန်းဆိုတာကိုလည်းပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးချင်တော့ဒီသတင်းကမီဒီယာတွေစီကိုရောက်သွားခဲ့ပြီးတော့နောက်တစ်ရက်မှပဲကောင်းစီသတင်းကြီးတဲ့အနေနဲ့ပါလာခဲ့တော့တယ်။ဒီသတင်းမီဒီယာကြောင့်ပဲပြန်ပေးသမားတွေကပိုင်ဘင်းဘင်းရဲ့နောက်မှာရဲနဲ့မီဒီယာတွေထတ်ချက်မကွာစောင့်ကြည့်နေတယ်ဆိုတာသိသွားတဲ့အတွက်သမီးလေးကိုရွေးယူဖို့အတွက်ပတ်စံနဲ့ကလေးကိုအလေးလေးလုပ်မယ့်နေရာပေါ့။အဲ့ဒီနေရာတွေကိုအကြိမ်ကြိမ်ပြောင်းပြီးတော့ချိန်ခဲ့ကြတယ်။ ဧပြီလ14ရက်နေ့မှာတမီလေးပြန်ပေးဆွဲခံရတယ်14ရက်နဲ့16ရက်ကြားမှာသူ့တမီရဲ့ဒီဆိုးရွားတဲ့ပုံတွေကိုပို့ပြီးတော့စာတွေကိုတရက်ဆက်ပို့ပြီးတော့ချင်းချောင်းနေခဲ့ကြတာသူတို့ကိုကြောက်ပြီးပြောတဲ့အတိုင်းတမီရဲ့အမေကလိုက်နာပြီးတော့သူတို့ကိုပတ်ဆံပေးအောင် လုပ်တဲ့သဘော ဧပြီလ18ရက်နေ့မှာပိုင်ဘင်းဘင်းကပြန်ပြီးသမားတွေညွန်ကြားတဲ့အတိုင်းအတိအကျလိုက်နာပြီးတော့သူတို့ချင်းတဲ့နေရာကိုအမေရိကန်ဒေါ်လာ5တန်းနဲ့ကလေးကိုရွေးယူဖို့သွားဖို့အဆင်တင်ဖြစ်နေပြီ။ဒါပေမဲ့သူ့အိမ်ရှိမှာက TV သတင်း channel တွေကအသင့်ဆောင်နေပြီးတော့သတင်းထောက်တွေကသူ့ကားနောက်ကိုထက်ချက်မကွာလိုက်လာနေတယ်ဆိုတာပြန်ပေးသမားတွေကတိသွားတဲ့အတွက်ကြောင့်သူတို့ကနေရာတွေကိုပြန်ပြောင်းချင်းတယ်ဒီနေရာချင်းလဲအမရေးနဲ့မီဒီယာရောက်နေတာပဲနောက်တနေရာပြောင်းချင်းလဲအဲ့လိုပေါ့ချင်းတိုင်းမှာသူတို့ကမလုံခြုံဘူးဆိုတဲ့ဟာကိုတိသွားတယ်ဆိုတော့သူတို့ဘလို့ပဲပြောင်းချင်းချင်းရေးနဲ့မီဒီယာကအဲ့ဒီနေရာတွေ့ရမှာရှိနေတာပဲဆိုတော့ပြန်ပေးသမားတွေကအယမ်းစိတ်ဆိုးသွားကြတယ် တို့ကပိုင်ပင်းပင်းကိုလုံးဝကတိဖြတ်တယ်ရေးမတိုင်ပါနဲ့ဆိုတာကိုရေးရောမီဒီယာရောပါလာအောင်လုပ်ခဲ့တယ်ဆိုပြီးတော့ဆွဆွဲခဲ့ကြတယ်ဒီလိုနဲ့ April နောက်ဆုံးအပတ်လောက်ရောက်လာတဲ့အထိပတ်စံကပြီးချင်လက်သားနဲ့ပြီးလို့မရတဲ့အခြေအနေမျိုးဖြစ်သွားခဲ့တယ်ပိုင်ပင်းပင်းကလည်းသမီးကိုစိတ်ပူလွန်လို့အိမ်မရအစားမရတော့တောကတွေဖြစ်နေခဲ့တယ်ပြန်ပြီးသမားတွေရဲ့ဒေါ်ရာကလည်းလုံးဝဂိတ်ဆုံးကိုရောက်သွားခဲ့ပြီးတော့ပိုင်ပင်းပင်းကိုမင်းတဘွားတလျှောက်လုံးနောင်တရရစရာဖြစ်သွားပြီဆိုပြီးတော့ဖုန်းဆက်ပြီးတော့ချိန်ချောက်ခဲ့တယ် အဲ့ဒါကပြန်ပေးသမားတွေပိုင်ဘင်းဘင်းကို နောက်ဆုံးဆက်တွယ်ခဲ့တာပဲ April 28ရက်နေ့မှာသူ့ရဲ့သမီးလေးပိုင်ရှောက်ရန်ရဲ့အလောင်းကို ထိုင်ရှန်က သူ့မြောင်းတစ်ခုမှာအဝတ်မပါဘဲနဲ့ပြစ်ထားတယ်ဆိုတော့တွေ့ရတယ်တကယ်တမ်းတော့ပြန်ပေးသမားတွေကအဲ့ဒီအလောင်းအောက်မှာမြုပ်နေအောင်ဆိုပြီးသူတို့အလေးတွေနဲ့ခြိထားခဲ့ကြတာဒါပေမဲ့အဲ့ဒါအစ်မပြေဘဲနဲ့အလောင်းကတဖြည်းဖြည်းပြန်ပေါ်လာခဲ့တဲ့သဘော ရဲတွေရဲ့စစ်ချက်အရကလေးမလေးကိုတတ်ထားတာကအ ਨੇ ဆုံး၈ရက်ကနေ၁၀ရက်ကြာရှိနေပြီဆိုတာသိခဲ့ရတယ်။ပြန်ပြီးသမားတွေကအမေကိုငွေချင်းချောက်တောင်းနေတဲ့အချိန်မှာသမီးလေးပိုင်ရှောက်ရံကိုသူတို့ကတတ်ပြီးသားဖြစ်နေလောက်ပြီ။တကယ်လို့များမီဒီယာတွေကဒီတင်းကိုသေးကြီးမေးကြီးမလိုက်ခဲ့ဘူးဆိုရင်သူ့အမေကပြန်ပြီးသမားတွေချိန်းတဲ့နေရာကိုငွေသွားပေးနိုင်မယ်ဆိုရင်ဒီသမီးလေးကအသက်ရှင်လက် ပြန်တွေ့ရနိုင်တဲ့အခြေအနေရှိတယ်လို့စဉ်းစားစရာဖြစ်ခဲ့တာပေါ့နော်။တည်င်းမီဒီယာတွေကကောင်မလေးရဲ့အဝတ်မပါတဲ့အလောင်းပုံတွေကိုလည်းနာမည်ကြီးတည်င်းအေဂျင်စီတွေကအစတည်င်းမှာဖော်ပြခဲ့ကြတယ်။နောက်ပိုင်းမှာပိုင်ပင်းပင်းကဒီမီဒီယာတွေအကုန်လုံးကိုတရားစွဲခဲ့တယ်။မိဘတွေအတွက်ကတော့ပို့ပြီးတော့ဒီလိုမျိုးမြင်ရတော့စိတ်ထိခိုက်စရာတွေဖြစ်သွားတာပေါ့နော်။ပြန်ပေးသမားတွေကကလေးမလေးကိုရရဆက်ဆက်နှိပ်ဆက်ကလေးပြုတ်ထားပြီးမှမဒိန်ချင်ပြီးမှလေးပင်းညက်တက်ဖြစ်ခဲ့တယ်ဆိုတာသိရတယ်။ ကလေးမလေးရဲ့ခေါင်းမှာလည်းလုံးဝအပေါက်ကြီးနှစ်ပေါက်တွေ့ရတယ်။သူမျက်လုံးတွေဆော်လန်းငါးကစားလိုက်ပြီးရေထဲမှာအရန်ကြာနေပြီဆိုတော့လေပို့ပြီးတော့ဒီပိုက်ပင်းပင်းအတွက်ရင်နာစရာကောင်းတာကသူ့အမေကိုတိုင်ပဲကလေးရဲ့အလောင်းကိုလာကြည့်ပြီးတော့ဒါသူ့သမီးပါဆိုတာအတည်ပြုခဲ့ရတယ်။အမေတယောက်အတွက်ကကဘာပြတ်တဲ့နေ့ပေါ့ဒီကလေးမလေးကိုခုလိုမျိုးပြန်ပေးသမားတွေတပ်ပစ်လိုက်တာကဒီမှုခင်းအတွက်ဆိုရင်အဆပဲရှိသေးတယ်လို့ပြောရမယ်။ဒီပြန်ပေးသမားတွေကအဖမ်းမခံရအောင် ပြေးလွှားရှောင်သိမ်းရင်းနဲ့နောက်ထပ်အမှုပေါင်းများစွာကိုထပ်ပြီးတော့ကျူးလွန်ခဲ့ကြတယ်။အရန်စိတ်ဝင်စားစရာကောင်းလို့ကျမအစင်လိုက်တစ်ခုပြီးတစ်ခုဆက်ပြီးတော့ပြပြသွားမယ်နော်။ဒီပြန်ပေးမှုကိုကျူးလွန်တာလူ၃ယောက်ပေါ့နော်။သူတို့ကဘယ်သူတွေလဲဆိုတော့ Lin Chang Chung နောက်တစ်ယောက်က Chen Qing Xing နောက်တစ်ယောက်ကကြတော့ ကောက်တန်မင်းဆိုတဲ့လူ၃ယောက်ပေါ့ကျွန်မတရုတ်နာမည်ခေါ်တာမကောင်းမနိုင်ပါနဲ့အဲ့၃ယောက်ဆိုတာကိုရေးတွေကတိလာနိုင်တယ်တကယ်တမ်းတော့ရေးတွေကဒီပိုက်ဘင်းဘင်းစီကိုပြန်ပေးသမားတွေပထမဆုံးအကြိမ်ဖုန်းဆက်ချင်းချောက်ပြီးတဲ့နောက်မှာထိုင်ဝမ်ရဲ့ဒီ criminal investigation bureau ပေါ့နော်ဒီ CIB ကအချက်ချင်းပဲဒီပိုက်ဘင်းဘင်းရဲ့ဖုန်းလိုင်းတွေကိုခြေရခံနိုင်ဖို့ဆိုပြီးတော့လုပ်ခဲ့ကြတယ် ရေးကိုမတိုင်နဲ့လို့ချိန်ချောက်ထားခဲ့ပေမဲ့ပိုက်ပင်းပင်းကရေးကိုချက်ချင်းလျှို့ဝှက်အကြောင်းကြားခဲ့ပုံပဲဒါပေမဲ့ပြန်ပြီးသမားတွေကရေးတွေထက်လဲနေခဲ့တယ်လဲတယ်ဆိုတာကသူတို့ကလေဒီပြစ်မှုမျိုးစုံအကြိမ်ကြိမ်ကျူးလွန်ပြီးသားထောင်ကျဘူးပြီးသားတကယ်လူဆိုးကြီးတွေဆိုတော့ရေးတွေကသူတို့ကိုဘလို့မျိုးဆိုရင်ခြေရခံမိသွားနိုင်လဲဆိုတာကိုသိထားကြပြီးတော့သူတို့ကအယံတတိထားပြီးတော့လှူရှားခဲ့ကြတာ သူတို့ကဒီပိုက်ပင်းပင်းရဲ့ဖုန်းလိုင်းကိုအ ਨੇ ဆုံးဒီဖုန်းလိုင်း၁၀လိုင်းနဲ့သူတို့ဆက်တွယ်ခဲ့ကြတယ်ပြီးတော့တရားဝင်မပုံတင်ထားတာမဟုတ်တဲ့ဖုန်းနံပါတ်အမျိုးမျိုး SIM ကတ်ထည့်လင်းနဲ့သူတို့ခေါ်ဆိုခဲ့ကြတာတယ်ဒါကြောင့်မို့လို့သူတို့ကိုခြေရာခံမိဖို့တအားကိုခက်ခဲခဲ့တယ်တပြိုင်နက်ထဲမှာပဲရေးတွေကဒီပြစ်မှုကျူးလွန်ခဲ့ဖူးသူတွေရဲ့စီးရင်ကိုလည်းပြန်ပြီးတော့တုံးတက်ကြည့်နေခဲ့ကြတယ် တပတ်လောက်အတွင်းမှာပဲဒီ piping ping စီကိုဖုန်းခေါ်ဆိုမှုပေါ့အများကြီးလက်ခံရတဲ့အထဲမှာမှဖုန်းတစ်လုံးကအရင်တော့ကဖောက်ထွင်းမှုနဲ့အကြမ်းဖက်မှုတွေကိုအကြိမ်ကြိမ်ပြစ်မှုကျွလွန်ခဲ့ဘူးတဲ့လင်ချန်းဂျုံဆိုတဲ့လူရဲ့နာမည်နော်ခဏတော့က၃ယောက်ထဲက၁ယောက်နာမည်ပေါ့အဲ့ဒါနဲ့မပုံတင်ထားတယ်ဆိုတော့သူတို့ကတွေ့ခဲ့ရတယ်အဲ့ဒီဖုန်းရဲ့ခေါ်ဆိုမှုမှတ်တမ်းတွေကိုပြန်ပြီးတော့အသေးစိတ်လိုက်ကြည့်လိုက်တဲ့အခါမှာဒီလူကနောက်ထပ်လူနှစ်ယောက်နဲ့အကြိမ်ကြိမ်အဆက်အသွယ်လုပ်နေခဲ့တယ်ဆိုတာသိသွားကြတယ် အဲ့ဒီထဲကတယောက်ကချန်ချင်းရှင်းလို့ခေါ်တဲ့မဒိန်ကောင်ထောင်ထွက်တယောက်ဖြစ်နေခဲ့တယ်။နောက်ထပ်တယောက်ကတကယ်ပြစ်မှုကြီးတဲ့အကြိမ်ကြိမ်ကျူးလွန်ခဲ့မှုတဲ့ကောက်ချန်မင်ပါ။ဒီ၃ယောက်ကအရင်တော့ထောင်ထဲမှာတဆောင်ထဲကြာခဲ့ပြီးတော့ယဉ်နီးသွားတဲ့လူတွေ။ ပြီးတော့နောက်ထပ်ဖုန်းခေါ်ဆိုမှုတွေကိုသုံးတက်ကြည့်တဲ့အခါမှာလင်းရဲ့ဖုန်းကဒီပိုင်ပင်းပင်းစီကိုဖုန်းခေါ်လာတတ်တဲ့အများဆုံးပြည်သူဖုန်းတွေရှိတဲ့နေရာတွေ့မှလည်းရှိနေခဲ့တယ်ဆိုတာထပ်ပြီးတော့သိလာရတယ်။ဒီလိုအချက်တွေကြောင့်ဒီပိုင်ရှောက်ရံကိုပြန်ပေးဆွဲမတိန်ကျင့်နှိပ်ဆက်ပြီးတတ်လိုက်ကြတယ်ဆိုတာဒီလူ၃ယောက်ပဲဆိုတာတေချာသလောက်ဖြစ်လာခဲ့တယ်။ ရေးတွေကဒီပြန်ပေးသမားတွေကိုဖမ်းဆီးနိုင်ဖို့အတွက်စုံစမ်းရင်းနဲ့သူတို့ထဲကတယောက်ဖြစ်တဲ့ဒီချန်ချင်းရှင်ရဲ့အင်္ဂလိပ်စာကိုတည်သွားခဲ့တယ်။အဲ့ဒါနဲ့လက်နက်အပြည့်အစုံနဲ့အိုင်နာတဝိုက်မှာကင်ပုံးချပြီးတော့စောင့်နေတဲ့အချိန်မှာချန်ကအင်ကိုပြန်လာခဲ့တယ်။ဒါပေမဲ့သူအင်ထဲကိုမဝင်ခင်မှာပဲသူ့မိန်းမကရေးတွေကိုတွေ့လိုက်တဲ့အတွက်သူ့ယောက်ျားကိုအော်ပြီးတော့တတိပေးလိုက်တယ်။အဲ့ဒါကြောင့်ချန်ကချက်ချင်းပဲထွက်ပြေးပြီးတော့လွတ်မြောက်သွားခဲ့တယ်။ ဒီအမှုမှာအရန်ရုပ်ဆိုးတဲ့အခြေအနေတစ်ခုကဘာလဲဆိုတော့ရေးတွေရဲ့လှုပ်ရှားမှုတတင်းကမီဒီယာတွေစီမှာအမြဲပေါက်ကြားနေခဲ့တာပဲတဲ့အဲ့ဒါကဒီအမှုကိုပို့ပြီးတော့အခြေအနေ ဆိုးရွားစေခဲ့တယ်လို့ပြောတယ်မီဒီယာတွေကသူတို့ရတဲ့တည်င်းနဲ့ရေးတွေရဲ့လှုပ်ရှားမှုတွေအစီအစဉ်တွေကိုအသေးစိတ် ရေးသားထုတ်ဖော်ကြရတယ်။တခါတလေရေးတွေရဲ့မြေပြင်စီးနှင်းမှုတွေကို TV live တောင်းမှလွင့်ခဲ့တဲ့အထိသူတို့ကအချိန်နဲ့တပြေးညီသတင်းကိုဖော်ပြခဲ့ကြတယ်။တကယ်တမ်းတော့သတင်းမီဒီယာတွေကို ရေးတွေကသတင်းကိုနောက်ကျပြီးမှတင်ဖို့ဆိုပြီးတော့ပြောထားခဲ့ပေမဲ့သူတို့ကနားမထောင်ကြဘူး။သူချန်ကသတင်းဥအောင်ပေါ့နော်အဲ့လိုသတင်းလိုက်ပြီးတော့အသေးစိတ်ရေးတင်ခဲ့ကြတယ်။နောက်ဒါတွေကလူဆိုးတွေကိုအရန်အထောက်ကူဖြစ်သွားစေပြီးတော့ဖမ်းမိဖို့ပို့ပြီးတော့ခက်ခဲသွားစေခဲ့တယ်။ ရေးတွေကလည်းသူတို့ရဲ့တန်တရာတရခံ၃ယောက်ကိုဒီထိုင်ဝမ်ကျွန်းတကျွန်းလုံးနှံ့အောင်ရှာနေခဲ့ကြတယ်။ပြီးတော့ဒီ၃ယောက်နဲ့ဆက်ဆက်ပြီးအမှုမှာတန်တရာရှိတဲ့သူအချို့ကိုလည်းဖမ်းထားတယ်။အဲ့ဒီထဲမှာချန်ချင်းရှင်းရဲ့မိန်းမပေါ့ခဏတော့ကသူ့ယောက်ျားကိုអော်ပြီးတတိပေးလိုက်တဲ့မိန်းမကေလိုက်တဲ့မိန်းမနဲ့သူ့ရဲ့ယောက်ဖပေါ့နော်အဲ့ဒါလည်းအပါဝင်ဖြစ်တယ်။ချန်ချင်းရှင်းကဒီပြန်ပေးမှုမှာဆိုရင်ခေါင်းဆောင်လို့သိရတယ်။ ိုင်ရှောက်ရံကိုပြန်ပေးဆွဲငွေညစ်တဲ့ကိစ္စကမအောင်မြင်တဲ့အပြင်ရဲတွေကသူတို့နောက်ကိုအသေးအတန်လိုက်နေကြပြီဆိုတော့ဒီလူဆိုးသုံးယောက်ကသူတို့ထွက်ပြေးနိုင်ဖို့အတွက်ငွေလိုလာခဲ့တယ်။ဒါကြောင့်မို့လို့သူတို့ကဒီအော်ဂိုလာ6ရက်နေ့မှာထိုက်ပေကစီးပွားရေးလုပ်ငန်းရှင်တယောက်ကိုပြန်ပေးဆွဲငွေညစ်ခဲ့ပါတယ်။ရှိမှတင်ခန်းစာတွေရှိထားတဲ့အခါကျတော့သူတို့မိသားစုကရဲကိုအကြောင်းမကြားဘဲနဲ့တောင်းတဲ့အတိုင်းငွေပေးခဲ့တဲ့အတွက်ကြောင့်အဲဒီစီးပွားရေးလုပ်ငန်းရှင်ကပြန်လွတ်လာခဲ့ပါတယ် ဒါကသူတို့အတွက်ရေးလက်ကထွက်ပြေးဖို့ပုန်းခိုဖို့အတွက်အဆင်ပြေသွားစေခဲ့တယ်ပေါ့သူတို့ကနောက်ပိုင်းမှာလည်းအဲ့လိုထွက်ပြေးနေတဲ့ကြားထဲမှာအခုလိုမျိုးပြန်ပေးဆွဲငွေညစ်တာတွေအများကြီးဆက်လုပ်ခဲ့တယ်လို့ပြောတယ်။ဩဂုတ်လ16ရက်နေ့ကိုရောက်လာတဲ့အခါမှာရေးရီစီကိုမတင်ကဖွဲရလူနှစ်ယောက်ရဲ့လှုပ်ရှားမှုတည်င်းကတက်လာခဲ့တယ်။ရေးရာရှိတွေကအဲ့ဒီနေရာနားကိုရောက်လာတဲ့အခါမှာပြန်ပေးသမားတွေနဲ့ရေးတွေကနဲ့ ရေးတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ရေးအရာရှိတယောက်နေရာမှာတင်ပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့အခြားတယောက်ကဒဏ်ရာရသွားခဲ့တယ်။ပြန်ပြီးသမားတွေထဲကတယောက်ဖြစ်တဲ့လင်ချွန်ရှန်ကဒဏ်ရာရပြီးတော့မလွတ်မြောက်နိုင်ဘူးဆိုတာသိသွားပြီးအဖမ်းမခံချင်လို့သူ့ကိုယ်သူတနတ်နဲ့ပြစ်ပြီးတော့အမှတက်သေးသွားခဲ့ပါတယ်။ဂျန်နေတယောက်ကတော့ဒဏ်ရာတွေနဲ့အတူလွတ်မြောက်သွားခဲ့တယ်။ရေးတွေကဂျန်နေနှစ်ယောက်ဖြစ်တဲ့ကောက်ချန်မင်နဲ့ ချန်ချင်းရှင်းကိုတွေ့ရင် တွေ့တဲ့နေရာမှာ အသေးရရအရှင်ရရဖမ်းဖို့အမိန်ထုတ်ထားလိုက်ပါတယ်။သူတို့ကရုပ်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 လှုပ်လာခဲ့မယ်ဆိုရင်ပြစ်မိန်ဆောင်စရာမလိုပဲပြစ်ဖမ်းလို့ရတယ်ဆိုတဲ့အမိန်ကိုထုတ်ထားလိုက်တယ်။ဆိုတော့ဒီပြန်ပြီးတမားနှစ်ယောက်အတွက်ကအတော့ကိုစိုးရင်ရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။ အဲ့ဒါကြောင့်သူတို့ကအောက်တိုဘာလ23ရက်နေ့မှာဒီ plastic surgery လုပ်တဲ့ဆေးခန်းတစ်ခုကိုဝင်စီးပြီးတော့ဆရာဝန်နဲ့တူနာပြုတွေကိုသူတို့ရဲ့မျက်နှာကိုပေါ့ရုပ်ပြောင်းသွားအောင် ခွဲစိတ်ပေးဖို့ဆိုပြီးတော့အမိန့်ပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာသူတို့တောင်းဆိုတာကိုလုပ်ပေးဖို့အတွက်တခြားလိုအပ်တာတွေလည်းရှိနေသေးတာကြောင့်လုပ်ပေးဖို့အဆင်မပြေဘူးလို့ဆရာဝန်ကပြောပြခဲ့တယ်။ လူဆိုးနှယောက်ကဒါကိုသူတို့ကိုရေးတိုင်ဖို့အတွက်အချိန်ဆွဲတာလို့ယူဆပြီးစိတ်တွေတအားဆိုးပြီးတော့တောင်းကျမ်းနေပြီးလို့ရှင်ဆေးခန်းမှာရှိနေတဲ့ဒီ plastic surgery လုပ်တဲ့ဆရာဝန်ရဲ့သူ့မိန်းမရဲ့ပြီးတော့သူနာပြုတယောက်ရေကိုတနတ်နဲ့ပြစ်သက်သွားခဲ့တယ်ဒီကိစ္စထပ်ပြီးတော့ဖြစ်လာတဲ့အခါမှာရေးတွေကအင်အားထပ်ဖြည့်ပြီးတော့သူတို့ကိုပိုက်ဆိတ်တိုက်ရှာနေခဲ့တယ် အဲ့ဒါကြောင့်မလို့ပြန်ပေးသမားနေရောက်အတွက်ကပြေးစရာမြေကတဖြည်းဖြည်းနဲ့ကျန်းလာခဲ့တယ်။သူတို့ရဲ့စိတ်တွေလည်းတစတစနဲ့ယိုယွင်းလာနေခဲ့ပါတယ်။နိုဗ ెంబ ာလ18ရက်နေ့မှာရဲတွေကနောက်ထပ်သတင်းတစ်ခုရလာတဲ့အတွက်ကြောင့်သူတို့ကသတင်းအရာဒီကောက်ချန်မင်းရှိတဲ့နေရာကိုသွားဝိုင်းတဲ့အချိန်မှာသူကလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။သူကမုတ်ချအဖမ်းခံရတော့မယ်လို့သေချာသွားတဲ့အခါမှာရဲတွေရဲ့ရှိတ်မှာပဲသူ့ကိုယ်သူပြစ်တက်ပြီးတော့အဆုံးစီရင်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဒီပြန်ပေးဆွဲရဲ့ခေါင်းဆောင်ကြီးချန်ချင်းရှင်းတယောက်ပဲကျန်တော့တယ်။အဲ့ဒီချိန်မှာသူကထိုင်ဝမ်မှာအလိုအရှိဆုံးလူဆိုးကြီးတူဖြစ်လာခဲ့ပါတယ်။ဒီအတိုင်းဆိုရင်သူကအနှင်းနဲ့အမြန်ဖန်ခံရတော့မယ်ဆိုတာသိတာနေပြီ။ဒီလူဆိုးကြီးကသူများအသက်ကိုကြာတော့ချက်ကလေးငက်ကလေးလိုပဲတမဖို့မထားပဲနဲ့ပြစ်တတ်တယ်။သူများသားမယားကိုမဒိန်ချင်နဲ့သူများသမီးကိုမဒိန်ချင်နဲ့နှိပ်စက်တတ်ခဲ့တယ်။ဒါပေမဲ့သူ့မိန်းမနဲ့အမျိုးကိုကြတော့ချစ်လိုက်တာတုံးလို့ဆိုတဲ့အစားထဲကဖြစ်နေတယ်။ ူမိမနဲ့ရောက်ဖကိုဒီအဲပိုက်ရှောက်ရံရဲ့အလောင်းကိုတွေ့ရပြီးတဲ့နောက်မကြာခင်မှာပဲရေးတွေကဒီပြန်ပေးဆွဲမှုမှာပူပေါင်းပါဝင်မှုနဲ့ဖမ်းထားလိုက်တယ်။ "तू ကအဲ့ဒါကိုလုံးဝမကျေနပ်ဘူး။ तू မိမကို तू ကအယံတနာတယ်၊မတရားခံရတယ်လို့ तू ကခံစားရတယ်။ဆိုတော့ तू ရဲ့လွတ်မြောက်ရေးအတွက်က तू မိမကိုကယ်ဖို့က तू ကလုံးဝအစီအစဉ်အကြီးကြီးတစ်ခုကိုလုပ်ဖို့မိမ့်မိမ့်မင်းဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဲ့ဒါကတော့ နိုဝင်ဘာလ18ရက်နေ့ည9နာရီမှာထိုင်ဝမ်မှာတာဝန်ကျနေတဲ့တောင်အာဖရိကစစ်တမ်းအမတ်ခနော်အက်ဒဝတ်မက်ဂီလ်အလက်ဇန်ဒါအင်ကိုဝင်စီးပြီးတော့တမိသားစုလုံးကိုတစားခံနေနဲ့ထားပြီးတော့ရေးတွေကိုတူလိုချင်တာတောင်းဆိုဖို့လုပ်ခဲ့တယ် သူကအကောင်ကြီးကြီးကိုဂိုင်းထားမှသူတောင်းဆိုတာကိုတာဝန်ရှိတဲ့သူတွေကလိုက်လျောမယ်လို့သူကယူဆထားတယ်။သူ့ကိုရေးတွေကအသေးရရအရှင်ရရလိုချင်နေတာဆိုတော့သူစဉ်းစားတာကအကေရွေများသူကတာမန်လူကိုပဲတစားခံလုပ်ခဲ့မယ်ဆိုရင်ရေးတွေကအဲ့ဒီလူတွေကိုကေဖို့ထက်သူ့ကိုဖမ်းနိုင်ဖို့တတ်နိုင်ဖို့ပဲဦးစားပေးလိမ့်မယ်ပေါ့။အဲ့တော့သူကအကောင်ကြီးကြီးရမှဖြစ်မယ်အဲ့လိုမျိုးသူကတွေးတာ ပြီးတော့သူကဘာဖြစ်လို့တောင်အာဖရိကရဲ့စစ်သားအမတ်မိသားစုကိုမှရွေးခဲ့ရတယ်လဲဆိုတော့အဲ့ဒီကာလတွေကတောင်အာဖရိကကကမ္ဘာစိတ်ဝင်စားမှုကိုတအားရနေတဲ့အချိန်အထန်ရှင်းရနေတဲ့အချိန်ပေါ့သူတို့နိုင်ငံမှာပထမဆုံးလူမေးသမ္မတအဖြစ်ငိမ့်ချမ်းရဲ့နိုဘယ်ဆုရှင်နယ်ဆယ်မန်ဒေးလာက1994ခုနှစ်မှာတက်လာခဲ့တာ လူဖြူလူမေးပฏิပခတွေရဲ့အဆုံးတက်ပိုင်းကာလဖြစ်ပြီးတော့တောင်အာဖရိကနိုင်ငံမှာဒီဒီမိုကရေစီတိုးတက်မှုတွေအချိန်အဟုန်မြင့်လာနေတဲ့အချိန်ကမ္ဘာအာယုံဆိုင်မှုတွေကိုလုံးဝရနေတဲ့အချိန်ဒါကြောင့်မို့လို့ပြန်ပေးသမားကတောင်အာဖရိကရဲ့စစ်တပ်အမတ်နဲ့မိသားစုကိုမှရွေးခဲ့တာအာနာပိုင်တွေကဒီအမှုကိုပေါ်တဲ့ဒီကိမှာမဟုတ်ဘဲနဲ့သူတောင်းဆိုတဲ့ဟာတွေကိုလိုက်လျောဖို့စဉ်းစားလိမ့်မယ်လို့သူကတွေးခဲ့တာ။ သူကအိမ်ထဲကိုဝင်လာပြီးတဲ့နောက်မှာမိသားစုကိုသူထိန်းချုပ်လိုက်နိုင်တယ်။စစ်တမ်းအမတ်ကြီးအလက်ဇန်ဒါနဲ့သူ့မိန်းမလင်နာပြီးတော့သူ့သမီးငယ်သူ့သမီးနှစ်ယောက်ပြီးလို့ရှိရင်သူတို့ရဲ့မွေးစားသားမွေးကင်းစလေးတယောက်စုစုပေါင်းမိသားစု9ယောက်ကိုသူကတစားခံလှုပ်ထားခဲ့တယ်။သူကနိုင်ငံတကာတမ်းအမတ်ကြီးရဲ့မိသားစုကိုရလိုက်တာဖြစ်တဲ့အတွက်ကြောင့်ရေးတွေကသူ့ကိုတတ်ဖို့ထက်ဒဇာခန်နေကိုကေဖို့ကနံပါတ်1ဖြစ်လာတဲ့အတွက်ကြောင့်သူနဲ့ညှိနှိုင်းစကားပြောဖို့ဖြစ်လာခဲ့တယ် သူကဒီဝန်ကြီးပေါ့ Minister of Justice အဆရှိတဲ့အစ်မအရာရှိတွေနဲ့ပဲညှိနှိုင်းစကားပြောမယ်ဆိုပြီးတော့တောင်းဆိုလိုက်တယ်ပြီးတော့နိုင်ငံတကာမီဒီယာတွေကိုခေါ်ပေးဖို့နဲ့သူတောင်းဆိုချက်တွေကိုနားထောင်ပေးဖို့သူကတောင်းဆိုလိုက်တယ်သူအဓိကတောင်းဆိုချင်တာကတော့ အတူအဓိကတောင်းဆိုခဲ့တာကတော့ပြစ်မရှိဘဲနဲ့ထောင်ချခံထားရတဲ့သူ့မိန်းမနဲ့ရောက်ဖာကိုပြန်လှုပ်ပေးဖို့ပြီးလို့ရှိရင်သူ့ရဲ့အသက်ကိုအာမခံဖို့သူ့လုံခြုံရေးကိုတာဝန်ယူဖို့သူ့ကိုဒီတစားခံတွေကိုလှုပ်ပေးရတဲ့အတွက်အပြန်အလှန်အဖြစ်လူငင်းချမ်းသာခွင့်ပေးဖို့ဒါမှမဟုတ်လို့ရှိရင်ပြစ်ဒဏ်လျှော့ဖို့စဉ်းစားပေးဖို့ဆိုပြီးတော့သူကတောင်းဆိုခဲ့တယ်အဲ့လိုတောင်းဆိုတဲ့ဟာနဲ့ဂတိကဝတ်တွေနဲ့သူကဒီနိုင်ငံတကာမီဒီယာတွေပါကြားပြီးတော့အဲ့လိုအတီးဖြစ်စေချင်တာပေါ့နော်သူရဲ့ဆန္ဒအဲ့လိုမျိုး ပြီးတော့သူကဘာထပ်ပြောသေးလဲဆိုတော့သူကပေါ့ဒီတစားခန်းတွေကိုသူ့မိမဘူးရှုချင်းကထောင်ထဲကနေထွက်လာပြီးသူ့ကိုစကားလာပြောမှသာလဲလှုပ်ပေးနိုင်မယ်ဆိုပြီးတော့ထပ်ပြီးတော့အကြက်ကင်ခဲ့တယ်ပြီးတော့သူကရေနဲ့အစားတောက်ပြင်သူကမီးနဲ့ဖုန်းလိုင်းမဖြတ်ပစ်ဖို့လည်းတတိပေးထားခဲ့တယ်ဒါတွေလုပ်ရင်သူကတစားခန်းတွေကိုတပ်ပစ်မယ်သူကတကယ့်ကိုခွေးယူနဲ့တူနေပြီအဲ့ချိန်မှာနည်းနည်းလေးမှအသိန်းဆောင်မခံနိုင်တဲ့အနေအထားဖြစ်သွားခဲ့တာပေါ့နော် ချန်ချင်းရှင်းကတန်အမတ်ကြီးရဲ့သမီးကိုလူသားတိုင်းအနေနဲ့သူကအသုံးပြုခဲ့တယ်။လောကတနတ်ထောက်ထားပြီးတော့သူသူ့ရဲ့လှုပ်ရှားမှုတွေကိုကာကွယ်ယူထားတာပေါ့နော်။ပြီးတော့သူကရေးတွေကိုဆပြီးတော့ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ရေးတွေလည်းပြန်ပြီးတော့ပြစ်ခတ်တယ်။အဲ့လိုမျိုးအပြန်အလှန်ပြစ်ခတ်မှုမှာသူ့ရဲ့ဒဇာကန်တချို့ကကြည်ထိသွားကြတယ်။စစ်တန်အမတ်ကြီးကဒူးမှထိတယ်ပေါ့နော်။သူ့သမီးလည်းခန္ဓာကိုယ်တနေရာမှာထိသွားတယ်။ ဒီတအမကြီးကဒီချမ်းချင်းရှင်းကိုသူ့သမီးနေရာမှာသူဝင်ပြစေလို့မေတ္တာရက်ခံပြီးတော့အဲတာဖာနှစ်ယောက်ကလူချင်းနေရာချင်းလေးခဲ့ကြတယ်။ရေးတွေနဲ့သူ့နေကအဲ့လိုမျိုးပဲဟိုညိနိုင်ရင်းနဲ့သူကစိတ်ဆိုးလိုက်ပြစ်လိုက်ဟိုကပြန်ပြစ်လိုက်အဲ့လိုမျိုးအချိန်ချင်းအပြင်းပြန်လန်လန်ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်စစ်တအမကြီးနဲ့သမီးကြီးသမီးကြီးတို့ကတန်ရာရသွားခဲ့တာ။အဲ့ဒီချိန်မှာစစ်တမ်းမကြီးအိမ်ရှိမှာမီဒီယာသတင်းသမားတွေအယောက်နေရာလောက်ကိုရောက်လာပြီးသတင်းယူနေခဲ့တယ်တဲ့ တို့ကအဲ့ဒီအိမ်ကဖုန်းနံပါတ်တွေလည်းရအောင်လုပ်နိုင်ခဲ့ကြပြီးတော့လူဆိုးကို ဖုန်းတခွန်ခွန်ဆက်နိုင်ခဲ့ကြတယ်။အဲ့ဒါကအခြေအနေကိုပို့ပြီးတော့တင်းမစေခဲ့တယ်တဲ့။တည်င်းသမားတွေတင်တဲ့တည်င်းကြောင့်အဲ့ဒီပြန်ပေးဆွဲမှုကဒီ reality show လိုမျိုးပေါ့နော်။အချိန်နဲ့တပြေးညီတနိုင်ငံလုံးကအဆောင်ကြည့်ခဲ့တဲ့အမှုဖြစ်သွားခဲ့တယ်။ဒီပြန်ပေးသမားနဲ့ညှိနှိုင်းဖို့ကို အခုလက်ရှိထိုင်ဝမ်သမရရဲ့အကြံပေးဖြစ်နေတဲ့ Frank Shen နဲ့ New Taipei ရဲ့မြို့တော်ဝန်ဖြစ်နေတဲ့ ဟောင်ယူရီတို့ကအဲ့ဒီချိန်တုန်းကပြန်ပေးဆွဲသမားချန်ချင်းရှင်နဲ့ညိနှိုင်းဆွေးနွေးရေးကိုဥဆောင်ခဲ့ကြတယ်။သူကဒေါရတာအားကြီးနေပြီးတော့မင်းတို့အမြန်လာမညိနှိုင်းဘူးဆိုရင်ငါတစားခန်းနဲ့တယောက်ပြီးတယောက်ကိုတတ်ပစ်မယ်အဲ့လိုမျိုးချိန်ချောက်ခဲ့တာ။ စစ်သားအမတ်ကြီးရဲ့မိသားစုကိုသူကတစားခံအဖြစ်ထိန်းထားနေတဲ့ဒီအချိန်မှာသူကခဏခဏသူ့မိန်းမနဲ့တားလေးတွေကိုသူဘလောက်ချစ်ကြောင်းသူတို့အတွက်သူဘလိုမျိုးစိတ်ပူကြောင်းသူ့မိန်းမကသူ့ရဲ့အပြစ်အတွက်မရွံ့ဖန်ခံနေရကြောင်းမတရားခံနေရကြောင်းအဲ့လိုမျိုးခဏခဏပြောခဲ့တယ်။သူကသူ့မိန်းမအတွက်တရားမျှတမှုကိုလိုချင်တယ်။သူ့မိန်းမနဲ့ရောက်ဖကအပြစ်မရှိဘဲနဲ့အဖမ်းခံထားရတာဆိုပြီးတော့အဲ့လိုထက်ခါထက်ခါပြောခဲ့တယ်။ အဲ့ဒါကြောင့်ပဲဒါဟာသူ့ရဲ့အညာဆိုတာကိုသဘောပေါက်သွားတဲ့အတွက်ကြောင့်ညှိနှိုင်းတဲ့သူတွေကဒါကိုတေချာကင်တွယ်ပြီးတော့သူ့စိတ်ပြော့ပြောင်းလာပြီးဆွေးနွေးလာအောင်လုပ်နိုင်ခဲ့ကြတယ်သူတို့ကခြံရဲ့ယုံကြည်မှုကိုရအောင်ယူနိုင်ခဲ့ပြီးတော့သူ့ကိုနှုတ်ဦးနှစ်ဖက်ပြစ်ခတ်မှုတွေမရှိတော့ဘဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ဆွေးနွေးကြဖို့နားချနိုင်ခဲ့တယ် တရားရနေတဲ့စစ်သားအမတ်ကြီးနဲ့တမီးကိုဆေးကုဖို့လိုနေပေမဲ့ခြံကဆရာဝန်တူနာပြုတ်လုံးဝမလာရဆိုပြီးတော့ပြောခဲ့တယ်။သူကဒီရေအစားတောက်နဲ့ဆေးဝါးကိုတော့သူ့လာပေးခိုင်းလို့ရတယ်။ဒါပေမဲ့ကျန်တာတော့လုံးဝမရအောင်လို့ပြောခဲ့တယ်။နောက်တော့ဒီဟောင်ယူရေကိုတိုင်ကဘာလက်နဲ့မှမပါပဲနဲ့ဒီစစ်သားအမတ်အိမ်ထဲကိုဝင်လာခွင့်ရခဲ့ပြီးတော့တရားရလူနာတွေကိုကေထုတ်ခွင့်ရခဲ့တယ်။ သူကအဲ့ဒီမှာခြံနဲ့လည်းမျက်နှချင်းဆိုင်ဖြောင်းဖြားညှိနှိုင်းမှုတွေလုပ်နိုင်ခဲ့တာကြောင့်နောက်ဆုံးမှာခြံချင်းရှင်ကအတားတကြီးအဖမ်းခံလိုက်ပြီးတော့တစားခံနဲ့အားလုံးလည်းလွတ်မြောက်ခဲ့ကြတယ်။တန်ရာရသွားတဲ့တားအဖလည်းအသက်အန္တရာယ်မရှိဘူးပေါ့နော်။နောက်ပိုင်းမှာဒီမိသားစုက ပြန်ပေးသမားကိုဖျားတခင်ရဲ့မျက်နှာကိုထောက်ထားပြီးတော့ခွလွတ်လိုက်ပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။စစ်တမ်းမကြီးကပြန်ပေးသမားတွေရဲ့လက်ထဲမှာဒီ20နှစ်ကြာတစားခံအဖြစ်အဖမ်းခံခဲ့ရတဲ့သူတို့ရဲ့ သူတို့ရဲ့အတွေ့အကြုံကိုစာအုပ်တအုပ်ရေးသားပြီးတော့ထုတ်ဝေခဲ့တယ်။စစ်တပ်မှာအရာရှိကြီးတယောက်ဖြစ်လာခဲ့တဲ့သူ့အနေနဲ့ဒီပြန်ပေးသမားကိုဘယ်လိုမျိုးကင်ပြီးတော့ဘယ်လိုမျိုးပြန်ပြီးနိုင်အောင်ခုခံရမလဲဆိုတာကောင်းကောင်းသိတယ်။ဒါပေမဲ့အခြေအနေကစစ်တိုက်နေတာနဲ့မတူဘူး။လူဆိုးရဲ့လက်ထက်မှာတနတ်နဲ့အဲ့ဒီတနတ်ကလည်းကျွန်တော်တမိခေါင်းကိုချိန်ထားတယ်ဗျ။အဲ့ဒီတော့ကျွန်တော်ကဘာမှလုပ်လို့မရဘူးဆိုပြီးတော့သူပြန်ပြောပြခဲ့တယ်။ ူမိမကလည်းသူတို့ကြုံတွေ့ခဲ့ရတာတွေကတကယ်ရုပ်ရှင်လိုပါပဲဆိုပြီးတော့နောက်ပိုင်းမှာပြန်ပြောခဲ့တယ်။ဆိုတော့နိုဝင်ဘာလ19ရက်နေ့မှာ ချန်ချင်းရှင်းကအသာတကြီးအဖမ်းခံခဲ့တယ်။သူကသူကျွလွန်ခဲ့တဲ့ပြန်ပေးဆွဲမှုတွေလူတက်မှုတွေနဲ့တခြားအကြမ်းဖက်မှုတွေအားလုံးကိုဝန်ခံသွားခဲ့တယ်။တရားရုံးမှာတရားဆိုင်နေရတဲ့အချိန်မှာသူကသူ့မိမရဲ့အမှုကိုပြန်ပြီးတော့စစ်စစ်ပေးဖို့တောင်းဆိုခဲ့တယ်။သူ့မိမထောင်ကနေလူမြောက်ရေးကိုဦးစားပေးလို့တာသူကဖန်ခံခဲ့တာ။ သူမိမနဲ့သူ့ယောက်ဖကိုပိုက်ရှောက်ရံမင်းကလေးပြန်ပေးဆွဲအသက်ခံရမှုမှာပူပေါင်းကြံစီမှုနဲ့ဖန်ထားခဲ့ကြတာသူတို့လင်မယားအတော်ချစ်တာနော်သူမိမကလည်းယောက်ျားကမကောင်းတာလုံမှန်တိတိကြီးနဲ့ရေးတဲ့အိမ်နားမှာလာဆောင်တဲ့အချိန်အဖမ်းမခံရအောင်အော်ဟစ်တတိပေးခဲ့တယ်အခုလည်းဘာပြောလဲဆိုတော့သူ့မှာအပြစ်ရှိတယ်ဆိုရင်နဲ့သူကချန်ချင်းရှင်ရဲ့မိမဖြစ်နေတဲ့အပြစ်ပဲရှိတယ်ပေါ့အဲ့ဒီအပြစ်အတွက်ကြိုက်တယ်လို့လောက်ကြပါပေါ့ ဒါပေမဲ့သူ့မောင်ကိုတော့ဒီအမှုကနေလွတ်ပေးပါဒီအမှုမှာသူ့မောင်လေးကဘာမှမပတ်သက်ပါဘူးဆိုပြီးတော့ပြောခဲ့တယ်တော်တော်ချစ်တတ်ကြတဲ့မိသားစုတွေနော်အစတုန်းကတော့သူဇနီးကိုထောင်ဒဏ်12နှစ်ကြာခံဖို့အမိန့်ချထားခဲ့ပေမဲ့နောက်တော့တရားရုံးကပြန်စစ်စစ်ပြီးတော့သူကသူ့ယောက်ျားကိုလာဖတ်တဲ့အချိန်မှာလွတ်သွားအောင်လို့ကူညီခဲ့တဲ့အပြစ်ပဲရှိတဲ့အတွက်ကြောင့်ထောင်6လပဲချပြီးတော့ပြန်လွတ်ပေးခဲ့တယ်။သူ့မောင်ကိုလည်းတက်တေမခိုင်လုံလို့ဆိုပြီးတော့ပြန်လွတ်ပေးခဲ့တယ်။ ါပေမဲ့နောက်တော့ဒီ2004ခုနှစ်မှာသူ့မောင်လေးကသူ့ရဲ့ဇနီးဟောင်းကိုတတ်မှုနဲ့ပြန်ပြီးတော့အဖမ်းခံရတယ်။အဲ့ဒီအမှုကိုစစ်နေရင်းနဲ့ပဲပထမအမှုဖြစ်တဲ့ပိုက်လျှောက်ရံကိုပြန်ပေးဆွဲလူတတ်မှုမှာလည်းအပြစ်ရှိတယ်ဆိုတာပြန်ပြီးတော့တွေ့ရတဲ့အတွက်ကြောင့်ပြစ်မှုထင်ရှားတဲ့အတွက်ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တယ်။သို့တော်လည်းသူ့ရဲ့ရေးတွေနဲ့ပူပေါင်းပြီးတော့ဖြောင်းချက်ပေးမှုအတွက်နောက်တော့သူ့ကိုထောင်ဒဏ်အနည်း20အထိပြန်ပြီးတော့လျှော့ပေးခဲ့ပါတယ်။ ဟန်ချင်းရှင်းကသူ့ကိုတည်တံချခဲ့တဲ့အတွက် အယူခံနေဝင်ခဲ့ရင်လည်းပယ်ချခံရပြီးတော့1996ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာတည်တံစီရင်ခြင်းကိုခံခဲ့ရပါတယ်။သူ့မိမထောင်ကထွက်ပြီးနှစ်ပတ်အကြာမှာသူ့ကိုစီရင်လိုက်တာ။သူ့မိမထောင်ကလွတ်ပြီးဆိုတာလေးတော့သူသိသွားခဲ့တာပေါ့နော်။ သူဦးဒီတော်သမီးလေးကိုပြန်ပေးသမားတွေကရရဆက်ဆက်တပ်ပစ်လိုက်တဲ့အတွက်ကြောင့်ဆိုတော်မင်းသမီးကြီးပိုင်ဘင်းဘင်းကတအားကိုခံစားခဲ့ရတယ်။နှစ်တည်းအကြာကြီးဘာမှမလုပ်နိုင်တော့အောင်ကိုဖြစ်ခဲ့ရပြီးတော့အတော်လေးအချိန်ယူကုစားခဲ့ရတယ်။သူသမီးအတွက်တရားမျှတမှုလည်းရပြီးပြီဆိုတဲ့နောက်မှာသူ့ဘဝကိုပြန်တည်ဆောက်လာနိုင်ပြီးတော့သူ့ရဲ့အမှုပညာလုပ်ငန်းကိုလည်းပြန်ပြီးတော့လုပ်ကိုင်းလာနိုင်ခဲ့ပါတယ်။ဒီပိုင်ဘင်းဘင်းအကြောင်းနည်းနည်းထပ်ပြောပြရမယ်ဆိုရင် သူသမီးအသက်ခံရပြီးတဲ့နောက်မှာသူက ဝန်နေပူဆွေးမှုတွေကိုပဲစ조사ဖြတ်တန်းရတာမဟုတ်ဘူးလူတွေရဲ့ပြစ်တင်ဝေဖန်ခဲ့ရခြင်းနဲ့မီဒီယာတွေရဲ့မဟုတ်မမှန်တည်င်းဖြန့်ချတာတွေအဲ့လိုမျိုးတွေလည်းခံခဲ့ရတဲ့အတွက်ကြောင့်အများကြီးစိတ်တိခိုက်ခဲ့ရတယ်ဒါပေမဲ့သူဟာသူ့ကိုသူတစ်ဖြည်းဖြည်းပြန်တီဆောက်ပြီးတော့သူ့ကိုမဟုတ်တရားပြောတဲ့ဒီနော်နာမည်ဖြတ်တဲ့အဲ့လိုနစ်နာအောင်ပြောတဲ့မီဒီယာတွေအများကြီးကိုသူတရားစွဲခဲ့တယ် ။တင်းတစ်ခုမှာတော့ဒီသူသမီးရဲ့အလောင်းပုံကိုဖော်ပြခဲ့တဲ့မီဒီယာရှစ်ခုနဲ့လူအချို့ကိုတရားစွဲခဲ့တယ်လို့ပြောတယ်။မိန်းကလေးတယောက်ကဆိုရင်အွန်လိုင်းမှာဟိုဘလိုမျိုးရေးရဆက်ဆက်ရေးလေးဆိုတော့နင်လဲနင်သမီးလိုပဲရေမြောင်းထဲမှာတည်သွားတဲ့နဲ့အဲ့လိုမျိုးတွေဆိုးရွားတဲ့ post တွေရေးခဲ့ကြရတယ်ပေါ့နော် comment တွေရေးကြရတယ်။သူကအဲ့ဒီတယောက်ကိုလည်းတရားစွဲခဲ့တယ်လို့ပြောတယ်။ပိုက်ဘင်းဘင်းကအမှုတော်တော်များများကိုအနိုင်ရတယ်ဆိုပြီးတော့တည်င်းမှာရေးထားပါတယ်။ တချို့လူတွေကသူတို့ရဲ့လက်တွေ့ဘဝမှာ အရှုံးသမားဖြစ်နေတဲ့အတွက်ကြောင့် online ပေါ်မှာဟိုအကောင့်အစစ်အတုပေါင်းများစွာနဲ့လိုက်ပြီးတော့ထွက်ပေါက်ရှာမှရိုင်းကြမ်းတမ်းနေတာမျိုးရှိတယ်။ကျမကတော့အဲ့ဒါလိုမျိုးမစီမဆိုင်မဲ့မဲ့ရိုင်းရိုင်းကြမ်းကြမ်းတမ်းတမ်းလာမှတ်နေသူတွေကိုတကယ်တနာမိတယ်။ freedom of speech နဲ့မရိုင်းကြမ်းတမ်းတာကိုမခွဲခြားနိုင်တဲ့သူတွေပေါ့ တို့ကိုတို့နဲ့တန်းတူပြန်ပြောချင်းကတို့ရဲ့အဲ့ဒလိုမိုက်ရိုင်းဆိုးသွမ်းတဲ့စိတ်ကိုအစာကျွေးရကြတဲ့အတွက်ကြောင့်လစ်လျူရှုလိုက်တာပဲကောင်းတယ်။ကိုကလည်းဘာမှမထိခိုက်ဘူးတို့နဲ့လည်းအရှိအရှိဘာမှမဖြစ်ရတော့စိတ်ချမ်းသာမြေချမ်းသာရတာပေါ့နော်။ပိုင်ဘင်းဘင်းကတော့တိခတ်နိုင်တဲ့အတိုင်းသာကုံသွားတဲ့အတွက်ကြောင့်မီဒီယာကိုရာမကလူပုဂ္ဂိုလ်တွေကိုပါတရားစွဲခဲ့တာဖြစ်ပါတယ်။နိုင်လေးနိုင်ခဲ့တဲ့အတွက်ကြောင့်အတူတူအများကြီးဝမ်းသာပါတယ်။ ဘလို့ပဲဖြစ်ဖြစ်တမိတယောက်လုံးကိုဆုံးရှုံးသွားတဲ့အမေတယောက်အတွက်ကတော့အဲ့ဒီကွက်လက်ကဘယ်တော့မှပြန်ပြီးတော့ပြေလာနိုင်မယ်လို့မထင်ဘူးအမြဲတမ်းနာကျင်စွာနဲ့သူရှင်းတန်းနေရမယ်ဆိုတာသိနေပါတယ်။ဒါပေမဲ့လည်းလူဘဝဖြစ်တဲ့အခါကျတော့သူလည်းစ조사ပြီးတော့ရှင်းတန်းနေတယ်လို့သိရပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ Rocky the Storyteller YouTube Channel ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့မှုခင်တဲ့တင်တွေကိုဆက်လက်ပြီးတော့ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားတဲ့မိတ်ဆွေတွေ Rocky the Story Teller YouTube Channel ကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့ Like and Subscribe လုပ်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်